ကျွန်တော်တို့ရဲ့ရှာနေကိုကျေးဇူးအပ်နေကြတဲ့ဗိုက်ပါကျွန်တော်ကနှစ်ဖက်ပြောတဲ့လူဆိုတော့ပေါ့နော်မြတ်မြတ်တတပြောတဲ့လူဆိုတော့ယေနီဂိတ်ပေါ့ကျွန်တော်ပြောလိုက်တော့ယေနီဂိတ်နဲ့ပတ်သက်ပြီးတော့တရင်ပို့လာတယ်ကိုဖုံးရည်ရဲတဲ့ယေနီဂိတ်ကအမှန်ကဒီလိုပြားတဲ့တိတိကျကျပြောရရင်နဲ့မပြောသင့်ဘူးထင်လို့မပြောတာတဲ့ကျွန်တော်လည်းမပြောပါဘူးနော်ဂိတ်မှာကြားတဲ့စစ်တီတွေကိုတဲ့အနီးကလည်းသွားကြည့်ပါဦးတဲ့နော် အဲ့တော့ကျတော့ကျွန်တော်ပြောချင်တာကစਿੱတိတွေဆိုတာကအထက်လူကြီးရဲ့အကြီးကဲရဲ့အောက်မှာရှိတာလေနော်အဲစਿੱတိတွေကအထက်မှာအဲ့မှာကျွန်တော်တို့ရဲဘော်ပေါ့စရဲဘော်ဒုတကြက်တကြက်တကြက်ကြီးအဲထဏန်းရုပ်စီကျူးအဒုရာကံဘူးဒါမျိုးတွေရှိမယ်ဒါပေမဲ့ကျွန်တော်ပြောချင်တာကပေါ့နော်အဲ့တော့အောက်ခြေစစ်သားတွေကိုလေနော်အထက်ကအရာရှိတွေက ဟိုအရန်ကြီးပေါ့နော်ဟိုမလျော်ညီတဲ့ကိစ္စမျိုးတွေကိုမခိုင်းပါနဲ့နော်မခိုင်းပါနဲ့ခမားတို့လေ KTV သွားတာလေးတွေလျှော့ပါနော်ပြည်သူနဲ့တက်မတော်ကြားမှာအမုန်းပွားစီမဲ့လုံရမျိုးတွေပြည်သူရဲ့တက်မတော်ရဲ့ဒီလန်းကိုသွားနေတဲ့ကာသမားတွေရဲ့ကြားမှာအမုန်းပွားစီမဲ့အရာမျိုးတွေမလုပ်ပါနဲ့နော်ကျွန်တော်ကဒါတော်တော်တက်တက်ညာညာပြောတာ ကျွန်တော်တရားကိုမပြောခင်လူကြီးတယောက်ကိုပြောတယ်ဒါကိုကျွန်တော်စပီးရောက်လုတ်တင်လားဆိုတော့အားလုံးကိုမလုတ်ပါနဲ့တဲ့တိဝအောင်တော့ပြောပေးလိုက်ပါပေါ့နော်ပြောပေးလိုက်ပါဆိုတော့ကိုယ့်ရဲ့အောက်ခြေရာစစ်တီတွေကိုဒီကားသမားတွေမုံအောင်နော်မုံအောင်မလော်မလော်ညီအပ်တဲ့အရာမျိုးတွေကိုမခိုင်းပါနဲ့ကိုကိုတိုင်းလဲ KTV သွားတာတွေရှော့ပါပေါ့နော်ဇန်နဝါရီတော့ကျွန်တော်တကယ်တမ်းတော့ ိတ်ပြီးတော့အများကြီးမပြောဘူးစစ်တီထဲမှာလည်းကောင်းတဲ့လူတွေရှိတယ်မကောင်းတဲ့လူတွေရှိတယ်နော်ဒီမှာတော့သူတို့ကရေးထားတာရှိတယ်အဲ့တော့ရေဒီဂိတ်ကနှစ်ဂိတ်ရှိတယ်တဲ့ကိုဖုံးနဲ့မျိုးလာနာကဂိတ်နဲ့တာဝိထိမျိုးထွက်ကဂိတ်နှစ်ဂိတ်ပါတဲ့ကားတွေကိုမစစ်ဘူးတဲ့ဒါပေမဲ့ကားတွေအမြဲပိတ်တယ်တဲ့ဘာကြောင့်ပိတ်ပိတ်ရလဲဆိုရင်ပေါ့သူတို့ပြတဲ့စာရွက်နဲ့သူတို့ဝင်သွားတဲ့နေရာခင်ဗျားတို့အဲ့နေရာခင်ဗျားတို့သိမှာပေါ့နော် ကုံကုံကားတဲ့တကယ်လားအမှန်လားဆိုတာတခါမှမစစ်ဘူးတဲ့နော်အရင်ကျွန်တော်ကိုဘုံကိုပြောတယ်လေတဲ့ကုံပေါ်မူတည်ပြီးပတ်စံတောင်းတာတဲ့ငွေပေးရင်အကုန်ရတယ်တဲ့ဒါကြောင့်တိုင်းပြည်ကကောင်းကျင်လာတယ်တဲ့ဒါပေမဲ့အဲ့လိုတွေဖြစ်နေတော့လူကျင်တဲ့အခြေအနေကိုရောက်ဖို့ခရီးကကြာနေတာဖြစ်တယ်ကိုဘုံနဲ့နော်ဒါကျွန်တော်တော်တော်တက်တက်ညာညာပြောထားတာအဲ့ဒီမှာတာဝန်ကြနေတဲ့ ကျွန်တော်အဲ့ဒီမှာလို့ပြောတာနော်ခမားတို့တနိုင်ငံလုံးထုံုံပြီးတော့ပြောတာမဟုတ်ဘူးပြီးရင်အဲ့ဒါကျွန်တော်တိုက်ခဲ့တဲ့လူကအဲ့မှာလာအောင်မယ်ကျွန်တော်ပြောရမှာလေသိလားကိုလည်းဘာမှဟိုကမဖြစ်ပဲနဲ့တိုင်းပြည်ကိုချစ်တဲ့စိတ်နိုင်ငံနဲ့လူမျိုးကိုချစ်တဲ့စိတ်ဒီတက်မတော်အဖွဲ့အစည်းနဲ့တက်မတော်သားတွေကိုချစ်တဲ့စိတ်တစ်ခုနဲ့နော်ကိုနိုင်တဲ့ဘက်ကနေတာဝန်ထမ်းပေးနေတာတော့မှ ဖြစ်နေတော့ပြောလိုက်ရင်လည်းအဲ့ဒါကျွန်တော်အဲ့ဒါကိုခွင့်ကောင်းယူပြီးပြောအောင်မှာနော်အဲ့တော့ မကျေနပ်ရင်လာကြည့်ဒီမှာပို့ထားတာရှိတယ်เนาะနောက်တစ်ခုကတဲ့တောင်ဘူးကနေညောင်လေးပင်ထိဘာကိမ်းမှမရှိဘူးတဲ့ဒါပေမဲ့အဖွဲပေါင်း30လောက်ရှိတယ်တဲ့ငွေပေးရင်အကုန်ရတယ်တဲ့ဒါပေါ့เนาะယထာလန်းလုံုံရေးကြတဲ့ရဲနဲ့တက်ကအဖွဲတွေကတဲ့တချို့ယထာလန်းကိုပြစ်ပြီးတဲ့လမ်းမှာဘီယာဝိုင်းနဲ့အဲ့လိုထွက်တောင်းနေတဲ့ရန်သူကကြိုက်ပြီလေတဲ့ ဒါကရန်သူရဲ့အာရန်သူဝင်လို့ရအောင်အာသာချက်ကိုဖြစ်လို့ဒီအပေါ်ကရှေ့ရအကြောင်းကျွန်တော်ပြောနေရခြင်းဖြစ်တယ်နော်ရန်သူကကြိုက်ပြီလေတဲ့ဝင်ရင်နဲ့ပေါက်ကဝင်လို့ရပြီဗောတဲ့လုံခြုံရေးကသူတို့ရှိရမယ့်နေရာမှာမရှိဘူးတဲ့လမ်းတစ်လျှောက်မှာ၄၅ယောက်တောင်းနေတာတဲ့ဒီလောက်ပါပဲဗျာကိုခုံချမ်းပါပါစေတဲ့နော်အဲ့ဒါကဒီရင်းဒီဂိတ်မှာလက်ရှိရှိနေတဲ့အရာရှိတွေစစ်တီတွေနော် စစ်တီတွေကျွန်တော်တို့တက်မတော်ပုံရိပ်အဖွဲ့အစည်းနဲ့ကျွန်တော်တို့တက်ဖွဲ့ဝင်တွေရဲ့ပုံရိပ်တွေเนาะအရာရှိစစ်တီတက်မတော်အရာရှိစစ်တီဒီတက်မတော်ရဲ့ပုံရိပ်ပြီးလို့ချင်းရင်ရဲတက်ဖွဲ့ဝင်တွေဆိုလဲကိုယ့်ရဲ့အဖွဲ့အစည်းရဲ့ပုံရိပ်ပေါ့เนาะမကြဆင်းပါနေနေဗျာเนาะမကြဆင်းပါနေနေ KDB သွားတာလေးပါလေးလဲရှော့ကြပါเนาะကာသမားတွေကိုလဲတင်းတင်းကြပ်ကြပ်เนาะစစ်စရာရှေ့ရစစ်ပြီးတော့မှเนาะသူထမင်းဘိုးဟင်းဘိုးပေါ့ဗျာဥပမာထမင်းဘိုးဟင်းဘိုးဆိုတာဒီလိုပေါ့ဥပမာခင်ဗျားတို့ပတ်စံ ဟိုတသိန်းတောင်းတဲ့နေရာမှာစေတနာရှိလို့ရော့ဥစစ်သားကြီးတို့ဥယျာဉ်ကြီးတို့အကိုကြီးတို့စားဖို့တောက်ဖို့လေကျွန်တော်တို့ရော့တသောင်းပေးခဲ့တယ်လို့နှစ်သောင်းပေးခဲ့တယ်ဆိုယူလိုက်ပေါ့ဗျာမပေးရင်လည်းမယူနဲ့ပေါ့ဘာဖြစ်မှာတော့ဗျာလူဘဝမှာကျွန်တော်တို့ကဒါအကုန်လုံးထားခဲ့ရမှာပဲလေမွေးပြီးလာတာတေဖို့ပဲလေနော်အဲ့တော့ကျတော့အဲ့ဒါလေးနည်းနည်းလေးဆင်ခြင်ပါလို့ရေနီဂိတ်ကိုတော့ကျွန်တော်ပြောခြင်းနေပေါ့နော်နောက်တစ်ခုကတော့အကိုကြီးမင်္ဂလာပါတဲ့ဒါကတော့ ရက်ဆက်ကျန်းစုပ်ရုံမာတဲ့ PDF တွေနေရာနံပြားမှာသတင်းပို့လာပြီမနေ့ကအဲ့ PDF အကြောင်းကိုပြောလိုက်တာနဲ့ဒီနေ့တနေ့ကိုပို့လာတယ်ဒါပေမဲ့ကျွန်တော်လည်းအရက်ကလည်းပြတ်ထားတာနေလည်းမကောင်းချောင်းလည်းစိုးနေတော့အဲ့ရထဲမှာနေပြီးတော့ပဲလောက်ရတယ်အကိုတဲ့ကိုကြီးခမားမင်္ဂလာပါတဲ့ကျွန်တော်တို့မဇွန်မြို့နယ်ကမင်းကျိုးကျေးရွာကတဲ့ကျေးရွာကပါတဲ့ ကျွန်တော်တို့ရဲ့ရွာတွေမှာတဲ့အရန်ကိုလူတိုင်းစိတ်ဆင်းရဲနေပါတယ်တဲ့အကြောင်းကားတော့တဲ့နေတိုင်းပြည်တွေတွေကလာပြီးတောင်းရန်နေကြတယ်တဲ့မပေးရင်လည်းရန်မူတယ်တဲ့ကျောင်းအပ်လက်ခံနေတဲ့အထက်တန်းကျောင်းကိုလည်း PDF တွေကကျောင်းမဖွင့်ရဘူးလို့လာပြီးပြောသွားကြတယ်တဲ့ဒီကောင်တွေကတော်တော်အောက်တန်းကြတာဗျာကျောင်းဖွင့်ချိန်ကျရင်ဒီကျောင်းဆရာမတွေဒီကျောင်းသားတွေကိုပြဿနာရှာတယ်တခါတလေကျရင်လေကျွန်တော်တလားလုံးပိုင်ရွှေကျွန်တော်တကယ်ပြောတာဒီဒီလောက်အောက်တန်းစားကြတဲ့လူတွေပြားဟုတ်လား 22နှစ်နေကတဲ့ငဇွန်မျိုးနဲ့ငွေအင်းရွာက အမျိုးသမီးနှစ်ယောက်ကိုမနှက်အစောဈေးဝယ်သွားတဲ့အချိန်မှာ PDF တွေဖမ်းခေါ်သွားကြပါတယ်တဲ့အမျိုးသမီးနှစ်ယောက်ရဲ့အမိကမလလဝင်းနဲ့မခင်နန်းရွယ်ဆိုတဲ့အမျိုးသမီးနှစ်ယောက်ကို ခေါ်သွားတာတဲ့တညလုံးမရင်းကျင်တာတဲ့နော်မခင်နန်းအမျိုးသမီးနှစ်ယောက်ကိုခေါ်သွားပြီးတညလုံးမရင်းကျင်ပါတယ်တဲ့လှလဝင်းကိုတော့တဲ့တညအိတ်နဲ့ပြန်လွတ်လိုက်ပြီးတော့ ခေနန်းနယ်ဆိုတဲ့အမျိုးသမီးကိုရဲတပ်သားနဲ့ကြိုက်တယ်ဆိုပြီးတညလုံးမရင်းချင်ပြီးတပ်ပစ်လိုက်ပါတယ်တဲ့ဟမ်မင်းတို့ PDF တွေဘလို့ကောင်းကြသေးလားဟမ် PDF ဆိုတာတကယ်တမ်းပြောရင် အောက်တန်းသားအဆင့်ဖြစ်သွားပြီနော်24ရက်နေ့ကတဲ့အေးလာယိုးယွာဒါတယောက်ကိုလဲတဲ့ဒလန်ဆိုပြီးတော့လဲဆွဆွဲပြီးတက်သွားတယ်တဲ့28ရက်နေ့ကအနောက်တော်အုပ်စု ျော်ွယ်ရွာသားကိုမိုးဝေးကိုလည်းအကြောင်းမဲ့လာတက်သွားတယ်တဲ့ PDF တွေဘလောက်ရောက်မှနေပြီလဲဆိုတာစဉ်းကြည့်နော်စဉ်းစားကြည့်ကြည့်နော်ငစုံနေမှာတဲ့အရန်ဆိုးနေတာကတားချင်းရွာကုလာရွာနှက်ကြီးရွာဖောင်းကတော်ရွာတဲပင်ရွာမင်းကြီးရွာကံမရွာပျော်ပွေရွာမကြီးကုန်းရွာ စေကင်းရွာ PDF တွေကအရန်ကိုနေရာအနှံပြလိုက်ဒုက္ခပေးနေတယ်တဲ့ အေးချမ်းစွာနေထိုင်လိုသောပြည်သူများအတွက်အကိုကြီးတိုးပေးပါအောင်ခင်ဗျာကျေးဇူးအရန်တင်ပါတယ်တဲ့အဲ့တော့ခင်ဗျားတို့ဒီငစွန်တို့မြင်းကြံတို့ငစွန်ဆိုတာအရင်ကစကိုင်းတိုင်းထဲမှာပါတာနော်စကိုင်းတိုင်းထဲမှာပါတာနောက်ပိုင်းကျတော့ကျွန်တော်တို့မှတ်မှတ်ရရဆို68 69အဲ့ဝင်းကျင်နေမယ်ပေါ့နော်ငစွန်ကမန္တလေးတိုင်းထဲမှာရောက်လာတာမန္တလေးတိုင်းထဲမှာရောက်လာတာသူကအဲ့ဒီမြင်းကြံခရိုင်ထဲမှာပါမယ်နဲ့ထင်တယ်နော်38မြို့နယ်ထဲမှာပါလာတာနော် ဲ့တော့ကျတော့ဒီငဇွန်တို့ဘာလို့ပါဟိုကိစ္စတွေပေါ့နော်နောက်တစ်ခုကအမှန်တော့အမှန်တရားဘက်တော်သားကိုဘုံရေးတဲ့ကုညီပါအောင်တဲ့ဒုဒုငဇွန်ဒီငဇွန်အကြောင်းပဲဒုငဇွန်မျိုးနယ်တွေကစာတင်ကျောင်းတွေကိုတဲ့အနီးနားမှာရှိတဲ့ PDF တွေကကျောင်းဖွင့်ရင်တက်ပြစ်မယ်လို့ချင်းချောင်းနေပြီတဲ့အရင်နေ့ကဖွင့်လို့ရနေတဲ့မင်းနေကုန်းပေါ့စိမ့်ဖြူဟောမဟုတ်ပါဘူးပေါ့စိမ့်ဖြူတွင်ကုန်း ရွာတွေကိုအမိတ်ပေးနေပြီတဲ့ဖြူရင်းကုန်းရွာဆိုရင်တဲ့ဖုံးတော်ကြီးတင်အထက်တန်းကျောင်းရှိတယ်လို့ကျင်းရွာမူလာတန်းကျောင်းလည်းရှိတယ်တဲ့အခုဒီကျောင်းတွေဖွင့်ရင်ဆရာဆရာမတွေကိုဖုံးကြီးကျောင်းဖုံးကြီးကိုရောတတ်မယ်တဲ့ဗျာတဲ့ပြည်အဖွဲ့တွေကလည်းဖြူရင်းကုန်းတန်းကျောင်းတောင်ဘက်ရွာအနောက်တောင်ဘက်ရွာအချီနာရာနှက်ွက်ကျော်နာမှာစခန်းချထားတယ်တဲ့ တတိတိကြရတာအင်အား90တဲ့ပဝင်းကျင်လောက်ရှိတယ်90ပဝင်းကျင်လောက်ရှိတယ်တဲ့ဆရာဆရာမမိသားစုဝင်နေနဲ့အမိစင်းတွေကိုတဲ့ပီရီထန်းမင်းနေကုန်းရွာကဆရာမတွေပေါ့နော်ဆရာမအလေတန်းပြဘန်းကြီးလင်မယားဖြစ်တယ်တဲ့သူ့လင် အမိအားအောင်ဝင်းနဲ့အဖအမိအားချစ်ဆောင်နဲ့ယခုနေတာကပတွက်ရွာပေတော့အုပ်စုကံပေါ့ရွာ အရှိဘက်ဘုံကြီးကျောင်းမှာနေတယ်တဲ့နော်မိမကြီးကဆရာမကြီးပြီးပြီးတော်တော်မှိုက်ရိုင်းနေဟာနေနော်စီရီယံပြန်ဝင်ပြီးတော့တဲ့အတွင်းသတင်းကိုတဲ့ပြည်တွေကိုပို့နေတာတဲ့ကလေးတွေပညာရေးအတွက်အမြန်ဆုံးထိရောက်အောင်အမိတ်ပေးနိုင်တဲ့အရာကြီးကြီးများအစိုးရဘွဲ့ဝင်ကြီးများကိုတင်ပြပေးပါတဲ့နော်တော်တော်ဆိုးတယ်ဗျာတိတာအဲ့ဒါတော့ဒါငဇွန်နဲ့ပတ်သက်တဲ့ကိစ္စပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ဟိုပါပေါ့နောင်ချိုး နောင်ချိုကကျွန်တော်မနေ့ကပြောသလိုပဲပေါ့နော်မနေ့ကပြောသလိုနောင်ချိုအဆက်ကိုတော့ကျွန်တော်ဆက်ပေးမယ်အရင်ဆုံးဟွာရီပခုတ်ကူလူပါလိုဘက်ကိုတင်မယ်နောင်ချိုနောက်ဆုံးမှတီးတန့်လေးအဲရန်သူတွေရဲ့တရင်အချက်လက်တွေရောဟိုနော်ဟိုအော်ရင်အော်တယ်လို့မျိုးပေါ့အခုအော်ရယ်ဆိုရင်ဒီကောင်တွေကကျွန်တော်တို့ကလည်းနောင်ချိုဘက်မှာကန်ကြီးပဲဆိုအပေါ်ပေးတယ်ဆိုကန်ကြီးနဲ့အခုကျွန်တော်တို့ရန်သူစုဖွဲ့နေရဆိုရင်16မိုင်19မိုင် -20 ဝေးတယ်အဲအဲ့လိုမျိုးဟာတွေလည်းရှိတာပေါ့နော်အဲ့လိုမျိုးတွေရှိရောဘာကြောင့် ဒီဘက်ကိုပြီးတော့လေမိုးလေအရန်ရွာနေတဲ့အချိန်မှာဖုံးဆက်သွယ်မှုလိုင်းရမရဘူးဖုံးဖုံးဆက်တယ်ဟိုဘက်ကအမှဒုတက်မှမှုလို့ပါလို့ရှိတယ်နော်အဲ့မှာဟိုကိုမြင့်ဝေလာမသိဘောနော်သူတို့အဲ့ဖုံးတွေကိုလမ်းချိတ်တာချိတ်လို့မရအောင်ဖြစ်နေလို့ပေါ့နော်ကိုကပခုတ်ကူယူပခုတ်ကူပေါ့နော်ပခုတ်ကူကြီးရိုင်းမင်းညံမြို့နယ်တဲကတဲ့အကျမ်းမရွာကြီးဖြစ်တဲ့ဘောင်ပင်ဘောင်ပင်ဘောင်ပင်မြို့ဆိုဘရင်ဝေထောင်စတဲ့မြို့အနောက်ပိုင်းရွာတွေကိုရှင်းလင်းဖို့ပြောပေးပါအောင်ရှင်တဲ့ မြန်မျိုးပေါ်မှာရင်ဆိုင်နေရတဲ့မြိုင်အနောက်ဆိုဘသူမှအောင်မသွားရတော့တာတဲ့အချို့ကအကျမ်းပတ်တွေနဲ့မိသားစုဝင်တွေဆိုတော့မြိုင်အနောက်ဘက်ကအိမ်တွေတဲ့နေကြတယ်လို့ကြားတယ်တဲ့အခုဆိုရင်အင်တာနက်လိုင်းမရတာကြာပြီတဲ့ဖုန်းပြောမယ်ဆိုရင်တော့ဖုန်းလိုင်းကအမြင်မရပါဘူးတဲ့အကျမ်းပတ်ရွာတွေဆိုတဲ့မီးလဲလာတယ်ဖုန်းအင်တာနက်လိုင်းလည်းအကုန်ရတယ်တဲ့ပါကားပါရွာတွေနေတချို့လူတွေလာရင်တဲ့ပြည်သူတွေ ြည်သူတွေနဲ့ပြောပြီးဝင်လာတယ်တဲ့မြို့တဲကဝန်ထမ်းတွေနေတဲ့လူနေစုလောက်ပဲနေမြေကလည်းမြို့မြို့လေပိုင်းလောက်ပဲကျန်တော့တာပါတဲ့အကြမ်းမတ်တွေကတကယ်ကိုတောင်းကျမ်းနေပါတယ်တဲ့မြိုင်အနောက်ပိုင်းရေနံမော်ဘက်တွေဆိုတဲ့စီကားပြီးသွာလာလှုပ်ရှားနေကြတယ်တဲ့အချို့အကြမ်းဖက်ခေါင်းဆောင်တွေဆိုရေနံတရွေတွေတောင်ဖြစ်နေပါပြီတဲ့သူတို့ရဲ့ရေနံကားတွေကရောဘယ်လန်းတွေကနေဘလို့သွားလဲတွေးလို့တောင်မရဘူးတဲ့မြို့ထဲမှာအခုထိ တာဝန်ထမ်းဆောင်နေတဲ့ဝန်ထမ်းပဒါစတက်မတော်ကနေရာပေးထားတဲ့လူအ ਨੇ ချင်းပဲရှိရတဲ့အမြဲပဲသွားသွားဖေလာလာတဲ့မလုံးဂျုံဘူးတဲ့အထက်ကလူတွေမတိတာလားမြို့နယ်ကတင်သမျှစာတွေကအထက်ကိုမရောက်တာလားကိုဖုံးကြီးရဲ့ပြောပေးပါအောင်ရှင်တဲ့နော်ကချင်တွေကတဲ့သူတို့လက်အောက်ခံ PDF ကောင်တွေဆိုဖားကန့်ဆိုင်တွေမှာဘီယာတောက်စားပြီးတော့တဲ့ပတ်စံကမရှင်းဘူးတဲ့စက်ကြီးလေးလာလာကောက်တယ်တဲ့ မနေ့ကဖားကန့်ကို ရောက်လာတဲ့စစ်ကြောင်းစစ်ကြောင်းဆိုရင်ဘီယာနှစ်ဖာလာဝယ်သွားတာတဲ့ကြာတဲ့ငွေရှင်းသွားတယ်တဲ့ဒီဘက်မှာ KIA အကြမ်းဖက် PDF လုတ်သမျှခံနေရတယ်တဲ့မကြေနပ်တဲ့သူ မတဲတဲ့သူကိုသတင်းပေးပြီးတခါတဲ့တပ်ပစ်တယ်တဲ့မရှိလို့မာတဲ့ကွန်းရာတွေရောင်းစားပါတယ်စက်ကြီးနှစ်သိမ့်ပေးရတယ်တဲ့အချိန်ပေါင်းတဲ့အားစားအလွန်မပေးဘူးတဲ့ကောက်စားပြီးပြီးဖာသွားချတယ်တဲ့ငါလိုမှ KIA PDF တွေတဲ့အမှန် ဒါဒါရေးထားတာဒါတို့ရေးတဲ့အတိုင်းပြောပြတာအဲ့တော့အကျံပဲလက်နဲ့ကန်တောင်းချမ်းသူတပုံကတော့ဒါပေမဲ့တခုတော့ရှိတယ် KIA TNN နေ KIA TNN နေ PDF ကတော့ဒါစီးရင်းထဲမှာမပါဘူး PDF ကပုံဂျုံဖြစ်နေတော့နော် KIA TNN နေနောက်တော့ချင်း CDF တွေပေါ့နော်မကြခင်တော့တတိထားပေါ့ဒီလောက်လည်းဒီလောက်ပဲပြောချင်ပါတယ်ပေါ့နော်ဒီလောက်ပဲပြည်သူလူထုပေါ်မှာနော်ဒီကောင်လေးပြည်သူလူထုကတပြေးပြေးသိလာပြီနော် ် KIPD ရဲ့အပေါင်းပါတွေအကြောင်းပြောပြတဲ့အခါထွက်ပြောပြပါတယ်ဖားကန့်ပြည်သူတွေကကြောက်လို့မပြောရဲလို့နေကြတာပါတဲ့နော်မနေ့ကတက်မလို့စစ်ကြောင်းရောက်လာတော့ PD ရဲ့တကောင်နဲ့တဲ့ထောက်ဖို့တကောင်ကိုလျှော့သွားတယ်တဲ့ဟုတ်ကျေးဇူးတင်ပါတယ်အခုလိုလက်ခံပေးတဲ့အတွက်ကိုဖုံးနဲ့ဒီတမကအဆအဆရရအရှင်ပြပါသေးတယ်နော်ဒီကောင်တွေကလစ်နေပြီ PD ရဲ့တွေ PD ရဲ့တွေကဘုံကျုံဖြစ်သွားပြီဒီ KIA တို့ဘာလို့တော့အကြမ်းဖက်လက်နက်ကင်တောင်းကျမ်းသူ တပုံနေ AA တို့ DNN တွေတို့ကတော့အဲ DNN တွေနဲ့ KA ဟိုက KIA တွေကတော့တိတ်မကြဘူးပေါ့ပွဲတော့လှမယ်ပေါ့နော်အဲ့တော့ဘာလို့အဲ့တော့ဘာလို့အဲ့လိုပြောလဲဆိုရင်ကြည်ကြည်လိုက်အခုဖားကန်ကိုတက်မလို့စစ်ကြောင်းထိုးထားတယ်နော်ဟိုဘက်မှာတော့စကိုင်းဘက်မှာကတော့ဒါကတော့ဒါနမကအဘကအချမ်းနေပြီးတော့မှအချင်း CDF တို့ဘာလို့လဲဒါလည်းသူလည်းမကြအောင်ဒီ DNN တွေဘာညာဆိုလဲဒီရှမ်းမြောက်မှာအဲသူတို့လုံနေတဲ့အတိုင်းတာတစ်ခုမှာတက်မတော်က ရှမ်းပြည်နယ်မြောက်ပိုင်းကိုရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ဒီရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့ဒီမှာသူတို့ဟိုဒီ MND ကိုကန့်တို့ပါအောင်လဲတော့ဘလူအပေးယူဘလူတွေလောက်ထားတယ်တော့ကျွန်တော်တို့ကဒါနိုင်ငံတော်အစ်စ်နေနဲ့ကျွန်တော်တို့မသိအောင်မြင်နေတာကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလမ်းနေရာပြန်ပွင့်မယ်နော်ပြန်ပွင့်မယ်ပြီးလို့ရှိရင်ဒီ TNN အနေနဲ့ဒီ KIA နဲ့နော် AE နဲ့ AE ကတော့ AO AE ကတော့ခဏထားအောင်ဒီကောင်းဒီကောင်းခဏမေ့ထားမှာဒီကောင်းမေ့ထားပြီးတော့မှဒီ KIA နဲ့ TNN နေမသာပေါ်ဖို့လာကြံထားမင်းတို့ကောင်းနေနော်အေး ကိုဘုံရေးတဲ့ဂယ်လစီစားတော့ဆိုင်ကငပြိုးဆိုတာတဲ့ပလောင်ခန့်ထားတယ်တဲ့ကံကြီးရွာဥက္ကဋ္ဌတဲ့အရင်ကလဲတဲ့ကိုဘုံစီကျွန်တော်စာပို့တယ်တဲ့ငပြိုးပြီးတော့တဲ့ကိုသေးအောင်ကားတဲ့ဥက္ကဋ္ဌပြန်လုပ်တယ်တဲ့မြက်ပန်းသစ္စာဥယျာဉ်ချံကငပြူးဆိုတာကားတဲ့အတွင်းရေးမူတဲ့အခုလက်ရှိဥက္ကဋ္ဌပြန်ဖြစ်နေတာကားငပြူးပါတဲ့ကံကြီးတစ်ပြာလုံးဒီပါ90ရာခိုင်နှုန်းကအကျံဖက်အားပေးလက်သုံးသုံးသမားတွေပါတဲ့ဒီထဲမှာ40ရာခိုင်နှုန်းလောက်ကထောက်ပို့တွေတဲ့မောင်မောင်ဆန်းကုံမာဆိုင်က ုသားနေတူသားနေလင်းဦးအပါအဝင်တင်လင်းအောင်ကမတူနေထွန်းရွှေအိမ်မက်တစ်ဖက်ရေဆိုင်ကဖိုးလုံးမတန်နာထေးအောင် မမိုး is ဆိုင်ချင်းကတူသမတ်လောင်းကလည်းအကျမ်းဖက်သူကိုယ်တိုင်ကိုယ်ကလည်းထောက်ဖို့တွေတဲ့နောက်တန်းနာအဖေးစေမူးငိမ့်ဒွန်ွဲ့ကြီးသူတို့ကလည်းအကျမ်းဖက်အားပေးတွေတဲ့ဇော်နိုင်နွယ်နီတွန်းဆိုတဲ့ကောင်ကလည်းစကိုင်းသားငါးမြင်းဆောင်ပလောင် PDF နဲ့ပေါင်းပြီး ခုစစ်ဖြစ်မာတဲ့ကြီးပွားလာတာတဲ့ငတူးကသတင်းယူသတင်းဖို့အပြင်ထောက်ပံ့ရေးသမားတွေထောက်ပံ့ရေးသမားတွေအောင်မြင်တွန်းလွတ်တော်ဥက္ကဋ္ဌဦးထွန်းထွန်းဝင်းရဲ့အမာခံလက်ကင်တို့ငတူးရောက်ဖကိုခိုင်ဆိုတာကလည်းဦးထွန်းထွန်းဝင်းနဲ့တူတော်ဆက်တယ်ခုကသူတို့ကရန်သူကရန်ကုန်မှာသူ့သားနဲ့နေတယ်တဲ့ငခိုင်ကလည်းလက်သုံးချောင်းသမားတဲ့လဖဲ့ဆိုင်တန်တာဆိုတာကကာကြုတ်ကြီးကိုတဲ့ဆဲတယ်တဲ့နော် မအင်းနဲ့မှာကင်ဆဲတာတဲ့နော်အဲ့ဒီမိမမိမယုတ်တဲ့သူသားကလည်းအကျန်းဖတ်အားပေးထောက်ပံ့ရေးသမားတွေတဲ့ကဲကာကြော်ကြီးကိုဆဲတယ်ဆိုတော့လူတွေလည်းအရောက်ဖမ်းပေးပါအောင်ဒီအခုကျွန်တော်တို့တောင်းခန်းကန်ကြီးမှာရှိတယ်ကန်ကြီးတို့ရွှေမော်ရောတို့အခုနောင်ဝေတို့ဟိုပါဘူးဟုတ်တော့တော့မိသွားပြီလောင်ဖမ်းတော့နောက်အဲ့မှာရှိတဲ့ကာကြိုကြီးကိုဆဲတဲ့လူတွေအများကြီးရအောင်ဖမ်းပြကြပါအောင်နော်အဲ့တော့ ကံကြီးရွာကားလမ်းမကြီးကနေကံကြီးတော်ရာကျောင်းဆိုတဲ့လိုဂိုဆိုင်ပုတ်ကြီးရဲ့လမ်းညာဘက်ကစားတော့ဆိုင်ဥပုတ်လေးဆိုတာကားတဲ့အရင်ကလည်းတဲ့အုတ်အကြီးကဲဥက္ကဋ္ဌဟောင်းအကျမ်းပတ်အားပေးပါတဲ့သူသားကထောက်ဖို့ပဲတဲ့ကံကြီးရွာတူရလုံးဒီပါလက်သုံးချောင်းတွေအင်ချေ300ဒီပါရှိတဲ့အထဲမှာအခြားပါတီနဲ့ဘဲပါတီနဲ့မှမပတ်သက်သူကလက်ချိုးရင်20မပြည့်ဘူးတဲ့ကျန်တာနီပိတ်တွေကြီးပဲတဲ့ចောင်းဆရာဆရာမတွေအစားအစီရီယန်သမားတွေက10ရောက်မှ3ရောက်လောက်ပဲတဲ့စီရီယန်မလောက်တာတဲ့ သူတို့ကတော့ပြေးကြရတာပေါ့လေအကြမ်းမအားပြီးထောက်ဖို့တမားတွေကိုဖမ်းမယ်ဆိုတော့တရားလုံးနှိပါထောင်ထဲဝင်ကြရမှာမို့တဲ့တရားလုံးနှိပါထောင်ထဲဝင်ကြရမှာမို့တဲ့လူအမိတွေရင်းအများကြီးပဲတဲ့အဓိကဇက်ကောင်တွေကိုပဲတဲ့ထုံနှုတ်ပုတ်ရေးတာပါတဲ့လက်ရှိနေနေကြရတဲ့သူတွေအများစုကလည်းလက်သုံးချောင်းအကြမ်းဖက်နဲ့ပေါင်းပြီးမတရားဝိသမလောဘသားတွေပါတဲ့နော်